ဟယ်လိုအားလုံးမင်္ဂလာပါဘူဘောမချင်းကနေကြိုဆိုပါရစေမန်ချက်စတာစီးတီးရဲ့ကွင်းလင်ကစားမဖြစ်တဲ့ကေဗင်ဒီဘရိုင်းကတော့ဂျာဒီကိုရင်ကျွန်တော်တို့ဒါမန်ချက်စတာစီးတီးကနေထွက်ခွာမှဖြစ်တယ်ဆိုပြီးတော့သူကြီးညာခဲ့ပြီပေါ့နော်မန်ချက်စတာယူနိုက်တက်နဲ့ကစားမဲ့ဝီကန်မှာပွဲစဉ်မတိုင်ခင်မှာပဲဒါကိုကျွန်တော်ကြီးညာခဲ့တာဆိုတော့ကျွန်တော်တို့ဒီမန်ချက်စတာစီးတီးအတွက်ကတော့ဒါတကယ်ကိုကစားမကောင်းတယောက်ကိုလက်လွတ်ရတော့မယ်ပေါ့လေဒါပေမဲ့လေဗျဘယ်လိုပြောမလဲဒီဘရိုင်းရဲ့အကောင်းဆုံးအချိန်တွေကိုမန်ချက်စတာစီးတီးက ဒါအတုံးချနိုင်ခဲ့ပြီးပြီပဲလက်ရှိမှာဆိုလို့ရင် Debrine ဟာအကြဘက်ကိုရောက်နေပြီလို့ပြောလို့ရတယ်သူတပြင်းတော့ physical ability ဘိုင်းကစကားပြောလာတဲ့ချိန်အသက်ရွယ်ကစကားပြောလာတဲ့ချိန်မှာဒီသူ့ရဲ့ဗောနောအကောင်းဆုံးအည်တွေးတွေမြင်ရဖို့ကတော်တော်ကိုအလံဝေးလာပြီဗောနောဒီရာဒီမှာဆိုလို့ရှိရင်တော်တော်လေးကျွန်တော်သိတာတယ် Debrine အနေနဲ့ Premier League မှာ Manchester City တို့ကဘာကစားချိန်မှသူအများကြီးမရဘူးဘာကစားခွင့်မလဲသူအများကြီးမရဘူးเนาะဆိုတော့အရေးကြီးတဲ့ပွဲစဉ်တွေမှာလည်းပုံမှန်ပွဲထွက်ခွင့်တွေသူမရတော့ဘူး အရေးမပါဘူးဆိုတဲ့ပွဲစဉ်ဒီမှာတော့မှမိနစ်90အပြည့်မကစားနိုင်တဲ့ပွဲစဉ်မျိုးတွေကျွန်တော်ရှိတယ်။ဆိုတော့ဒါကြောင့်ပေါ့နော်ဒီဘရိုင်းအင်းနဲ့သူ့ရဲ့အကောင်းဆုံးအချိန်ဒီကိုမန်ချက်စတာစီးတီးမှာပြတ်တန်းခဲ့ပြီးတဲ့နောက်လက်ရှိမှာတော့သူအသင်းကထွက်ခွာတော့မယ်ပေါ့လေအခုလက်ရှိကျွန်တော်ဗီဒီယိုလုပ်နေတဲ့အချိန်ထိကတော့ဘာမှန်းသိပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲဘယ်အသင်းကိုပြောင်းရွှေ့မယ်ဟိဘာဟိနဲ့ပတ်သက်လို့ကျွန်တော်မကြားသေးဘူးသူ့ရဲ့ဘယ်ဂျန်ကလပ်တီကိုပဲသူပြန်ပြီးတော့ပြောင်းမလား ဆော်ဒီအာရေဗျကိုသူပြောင်းမှလားတခြားဘယ်ကိုပြောင်းမလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ De Bruyne နေရာကိုတော့ Manchester City ကတေချာပေါက်လာမယ့်နေရာဒီပြောင်းရွှေ့မှာတော့အစားထိုးဖို့ကြိုးပမ်းမယ်ပုံစံမျိုးပါပဲ De Bruyne မရှိတော့ဘူးဆိုတဲ့နောက်ပိုင်းသူတပြင်းဒီရာဒီမှာတောင်မှ the right နေရာကိုကောင်းကောင်းကစားနိုင်တဲ့သူဆိုတာ CD မှာအများကြီးမရှိဘူးပေါ့နော်အများကြီးမဟုတ်ပါဘူးเนาะ the right နေရာကိုကစားနိုင်တဲ့သူဆိုတာကရှိကိုမရှိဘူးကျွန်တော်ပြောရမယ်ကန်ဒိုဝမ်ပြန်လာတယ် the right ရဲ့ rule နဲ့ကမဆိုင်ဘူးပေါ့နော် ဖူရန်ဟာဒဘရိုင်းရဲ့နေရာကိုဆက်ခံမဲ့သူဆိုပြီးတော့ကျွန်တော်တို့အမြင်ထားကြပြီးမဲ့ဟိုပရိုဖိုင်ရအလောက်ကြီးကြီးစင်တူတဲ့သူမဟုတ်တယ်လို့ဒဘရိုင်း quality လောက်လဲဖူရန်စီမှာမျှော်လင့်လို့မရဘူးပြီးခဲ့တဲ့ရာသီက play off the year စုရခဲ့ပြီးမဲ့လဲလို့ဒီရာသီမှာဖူရန်စီကနေပြီးတော့ performance မှမတွေ့ရဘူးဆိုတော့ဒဘရိုင်းနေရာကို Manchester City ကဖူရန်ကိုမျှော်လင့်တာထက်တခြားကစားမတယောက်ကိုထပ်ခေါ်ဖို့ကြိုးပမ်းမဲ့သဘောမျိုးပါဆိုတော့ဒဘရိုင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ပြန်တွေးရရင်ဘယ်လိုရောမလဲ De Bruyne ကလက်ရှိ City မှာပြသခဲ့တဲ့ performance တွေကြောင်းပေါ့နော် Premier League ရဲ့တမိုင်းတစ်လျှောက်မှာအကောင်းဆုံး ဝင်လင်ကစားမားတွေတဲကတယောက်လို့ကျွန်တော်ပြောလို့ရတယ်အရင်တုန်းကတော့ပရီးမီးယားလိမီဖီတာတွေအကြောင်းကျွန်တော်ပြောကြတယ်ဆိုလို့ရှိရင်ဘော့စကူတို့လမ်ဘတ်တို့ဂျရက်တို့၃ယောက်ကအမြဲတမ်းအပြိုင်ဆိုင်ဖြစ်နေကြပြီးတော့အဲ့ဒီနောက်မှာမှရိုင်းဂိန်းတို့ပီယက်တာတို့ကပတိန်တွေကျွန်တော်ပါလာတယ်ဆိုတော့အဲ့ဒီ conversation နေတယ်မှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒဘရိုင်းကိုထည့်ရတဲ့အထိကျွန်တော်နေနေပါတော့အလောက်ကြီးကောင်းလာတာဒဘရိုင်းဟာတချို့ကွင်းလင်ကစားမားတွေထက်တော့မှအများကြီးကျွန်တော်နေနေတာလွန်းတဲ့ဟိုပလီယာမျိုးပေါ့နော်ဒါအပြင်ပရီးမီးယားလိလေသူ6ကြိမ်တိသူယူပြထားနိုင်ခဲ့တာ ဒါကြောင့်ကျွန်တော်တို့ညီနဲ့ De Bruyne ဟာ Manchester City မှာကစားမဘွားကိုအကောင်းဆုံးပိုင်ဆိုင်သွားတယ်လို့ပြောရမယ်။ Champions League လည်းပဲ Manchester City သမိုင်းမှာမရဘူးတဲ့ဖလားကိုသူယူပေးနိုင်ခဲ့တဲ့တယ်မှာပါတယ်။ Premier League ဖလား6ကြိမ်နော်6ကြိမ်ကြီးသူယူပေးနိုင်ခဲ့တယ်။ဆိုတော့ဒါရီဟာသူကစားခဲ့စဉ်တုန်းကလည်းသူ့ရဲ့ဟိုဘယ်လိုပြောမလို့ဒီအခွင့်အရေးဖန်တီးမှုဘယ်လောက်ထိကောင်းတယ်လဲဆိုတာမျိုးတွေသူ့အရေးတွေဘယ်လောက်ထိကောင်းတယ်လဲဆိုတာမျိုးတွေကဟိုပြည်သက်တွေကြားထဲမှာအများကြီးမြင်သာစေခဲ့တဲ့အရာတွေပေါ့နော်။ဒါကြောင့် Kevin De Bruyne ဒီ Manchester City အတွက် ဒါဘယ်လိုပြောမလဲဘာမှဘာလဲဂျန်မှတိတ်မရှိတဲ့အသင်းမျိုးမှာ De Bruyne ဟာတိတ်ဒါလဲဂျန်ပလေယာတယောက်လို့ကျွန်တော်ပြောရမှာပဲရှေ့မှာလဲဂျန်တွေဘယ်သူတွေဘာတွေရှိတယ်ပဲကျွန်တော်ပြောပြော De Bruyne ဒီ Manchester City ရဲ့လဲဂျန်ပဲနော် City မှာရခဲ့တဲ့မြအကောင်းပါတယ်ဆိုတော့ Supply တွေဒီ De Bruyne နဲ့ကျွန်တော်မကင်းဘူးပေါ့နော် Premier League ရဲ့လဲဂျန်တယောက်ဆိုကတဲ့က Manchester City ရဲ့ legend တယောက်ဆိုတာလည်းကျွန်တော်တို့အနေနဲ့ဒါပြောစရာမလိုဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ဒီ De Bruyne အနေနဲ့ ဒါပရီမီယာလိဂ်မှာကတော့ဒါပရီမီယာလိဂ်ရဲ့ဒါအကောင်းဆုံးမီဒ်ဖီးလ်ဒါတွေကတယောက်ဖြစ်သူဒီပရီမီယာလိဂ်ကနေထွက်သွားတယ်လို့ပဲကျွန်တော်ပြောရမယ်ဆိုတော့ညီကလူအနေနဲ့ရောဒဘရိုင်းကိုပရီမီယာလိဂ်တမိုင်းမှာဘလောက်ထိ rank ညီကလူထားကြလဲအထူးသဖြင့်ကျွန်တော်အနေနဲ့ပရီမီယာလိဂ်ကွန်လင်ကစားမတွေအကြောင်းကိုပြောတဲ့အခါမှာ school lambert jerret ဆိုတဲ့၃ယောက်လောက်ပဲသူတို့ကြည်ကြသည်ကြားထဲမှာသူဘယ်သူပိုကောင်းတယ်လဲဆိုတာလောက်ပဲကျွန်တော်တို့ composition တွေမှာရှိကြတာအဲ့ဒီထဲမှာကျွန်တော်ဒဘရိုင်းပါလာပြီဆိုတော့ညီကလူအနေနဲ့ရော Kevin De Bruyne ရဲ့ legacy ကပရီမီယာလိဂ်မှာဘလောက်ထိ เนาะကျွန်တော်ခြံခဲ့နိုင်မယ်လို့ကျွန်တော်ထင်ကြလဲကြီးမားခဲ့တယ်လို့ထင်ကြလဲသူနေကြပါအားလုံးကိုကြည်ညိုများကြီးပါတယ်